ါလို့ national driver လို့တင်ရတာလဲဆိုကျွန်တော်တို့ဒီ payment တွေက contract တွေရောကျွန်တော်တို့ကတခုလောက်ထားပြီးသားဖြစ်တဲ့အတွက်ဒါတင်ရတာပေါ့နော်သူများရှိရကျွန်တော်ဒီဒါလူယူထားလဲမဟုတ်ဘူး mystery bag ရဲ့ authority တရားဝင် base မှာကိုရေကတင်ထားပြီးသားအာနောက်နှစ်အခုဒီနှစ်ကျွန်တော်ကနေသူတို့နဲ့ contract လောက်ထားပြင်မယ်လေနောက်နှစ်မှာနောက်တစ်ယောက်ကလည်းပြောင်းရင်ပြောင်းသွားနိုင်တာပဲလေဘာလို့လဲဆိုတော့ဒီဟာသူတို့ရဲ့ website မှာဟိုတရားတင်ထားပြီးသားအဲ့တော့ကျွန်တော်နှစ်ရှိအတွက်ကိုကျွန်တော်စောင့်နေတာ22ရက်နေ့မှာစာသူတို့ကျွန်တော်နဲ့သူတို့နှစ်ရှိ contract တခုချုပ်မယ်လို့ပြောတယ်ပြောပြီးတော့အဲ့ organization ဘက်ကပဲအခုကျွန်တော်တပတ်စောင့်မှာဆိုပြီးတော့ပြောထားတာပေါ့နော်အဲ့တော့ခါကျသူကလည်းအခုဒီအရင် national writer လည်းသူကတပတ်အချိန်နေပြီးရင်ထူးမယ်ဆိုတော့ခါကျသူတို့လည်းညှိနေတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဒီပတ်စံလေးပေးထားပြီးသား contract လဲလောက်ထားပြီးသားအဲတခုခုတရားလွဲချော်သွားလို့ရှင်ဒါသူနဲ့ကျွန်တော်နဲ့ရှင်းရမယ်ပိုင်ကျွန်တော်တို့မှာတက်တည်ခိုင်မှရှိရအတွက်ကျွန်တော်တို့အတွက်ကဒါဒီကျွန်တော်နောက်က share holder တွေပါတွေရောကြောက်စရာဘာမှမရှိဘူးမှားရယ်ကျွန်တော်ကအာသူက National Rider Meeting မှာပေါ့နော်ကျွန်တော်ကသူတို့အကုန်လုံး live မိတ်ဆက်ပေးတယ် live မိတ်ဆက်ပေးတဲ့အချိန်မှာကျွန်တော်အဓိကပထမဆုံးစမိတ်ဆက်ပေးရင်အိန္ဒိယရဲ့ National Rider ကိုမိတ်ဆက်ပေးရင်အိန္ဒိယတွေလည်းကျွန်တော် Miss Grand မှာတွေ့ခဲ့တဲ့ National Rider ပဲအော် Dominican Republic ကိုလည်းမိတ်ဆက်ပေးရသူတို့တော့သူတို့အကုန်လုံးကပြောတယ်ပေါ့နော်ဒါကမြန်မာရဲ့ National Rider အကုန်လုံးပေါ့သူမိတ်ဆက်ပေးတဲ့မြန်လူရကျွန်တော်တည်ပြီးသားသူက supporting အရန်ဖြစ်တယ်အာသူကသူကသူ့ရဲ့နောက်မှာ fan အားကြီးတယ်ဆိုတဲ့ဟာမျိုးတွေမိတ်ဆက်ပေးချင်သူတို့အကုန်လုံးကလည်း unaw unaw ရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ရတယ်ဆိုတော့အဲ့အတွက်လည်းကျွန်တော်နောက်မှာထောက်ပံ့ပေးကြတယ် ုန်လေးအားကောင်းတဲ့ fan တွေအကုန်လုံးကိုကျွန်တော်ကဒီနေရာကနေချေစုတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ပူပွင့်လင်းလင်းပြောလို့ရှိရင်တတဲလဲပြိုင်မှာမဟုတ်ပါဘူးဒါဒါပွင့်လင်းဆုံးပြောတတဲလဲပြိုင်အောင်မှာမဟုတ်ပါဘူးတတဲဒီလဲဒါသူ့ရဲ့ပညာရေးတွေသူ့ရဲ့ခုကန်လန်းထားရရုပ်ရှင်ကားရင်းနဲ့သူ့မှာမအားလက်ရမအားလက်သေးဘူးပေါ့နော်အခုအနေထားပေါ့နော်ကျွန်တော် national writer ဖြစ်သွားပြီလို့ပြောတဲ့အချိန်မှာအာရုပ်ရှင်တော့လောကတွေကနာမည်ကြီးမင်းသမီးတွေဆိုလို့ရှိရင်လည်းကျွန်တော်ပြန်ပြိုင်တင်သလားအစိုးရတွေဆိုလို့ရှိရင်လည်းပြိုင်ချင်တယ်ဆိုပြီးလာရောက်ကန်လန်းတဲ့သူတွေရှိရပါဘောနော်တကယ်ဒါကျွန်တော်လက်ထဲမှာရှိသွားပြီဆိုလို့ရှိရင်တော့တကယ်ပိတ်သက်တွေဟိုသဘောကျရတယ်အလှမယ် ထွက်လာပြီးတော့နောက်နှစ်မှာပေါ့နော်ဟိုတကယ်ပွဲကြီးတွေမှာတကယ်ကိုတော်တဲ့ထက်မြက်တဲ့အလှမယ်တွေကမြန်မာနိုင်ငံကိုစားပြုတွေဖြစ်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ခင်ဗျာဟုတ်